မင်္ဂလာပါ Vice of Football Facebook နဲ့ YouTube Channel ရနေပြီးတော့ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဒါနိုင်ငံတကာပွဲစဉ်တွေရှင်ပြိုင်ကစားသွားမှာဆိုတော့ဒါဒီတစ်ပတ်ပြီးခဲ့တဲ့ဒါပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် Premier League အပေါ်မှာကျွန်တော်ရဲ့အမြင်လေးတွေကိုခြုံငုံပြီးတော့ပြောသွားမှာဖြစ်ပါတယ်ဒီ season မှာတော့ကျွန်တော်နဲ့အတူညီငယ်တွေဖြစ်တဲ့နိုင်လင်းအောင်နဲ့ဥက္ကာတို့ကပါဝင်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါညီလေးတို့ရေမင်္ဂလာပါကဲဒီတစ်ပတ်ကလီပွဲတွေနားတယ်ဆိုတော့ဒါအကိုတို့ဒီတစ်ပတ်ကပွဲချက်ကစားရတဲ့ရသက်တဲ့ဘက်ပေါ့နော်သူတို့နိုင်ငံတကာပွဲစဉ်တွေကစားချိန်မှာအကိုတို့တက်ဒါ နိုင်ငံတကာပွဲစဉ်တွေကြတော့အခုတို့အဲ့လောက်ကြီးထိမပြောပြကြပါဘူးเนาะအဲ့တော့ lead ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒီပွဲစဉ်17ပြီးကစားခဲ့တဲ့အခြေအနေဒီပေါ်မှာ Premier League နဲ့ပတ်သက်တဲ့အမြင်လေးတွေကိုအခုတို့ခြုံငုံပြီးတော့ပြောကြည့်ကြအောင်ပါအဲ့တော့လက်ရှိပွဲစဉ်17ပြီးမှာ Arsenal ကတော့အမှတ်ပေးစရာကိုဆက်လက်ပြီးတော့ဥဆောင်ထားဆဲပဲရမှတ်၄မှတ်ဖြတ်ထားရဲဆိုရင် Arsenal အတွက်ဒီဒီပတ်ဒီနိုင်ပွဲမရခဲ့တာအနှဲငယ်ဖီအားဝင်လာပြီလားဆိုတော့မေကိုနေလဲကြားရတယ်အဲ့လိုပဲ Arsenal နောက်ကနေ၄မှတ်กว่าနဲ့ဖီအားပြလာတဲ့ Man City ရဲ့အခြေအနေကလည်းတော်တော်လေးကိုအားကောင်းနေဆိုတော့ အစင်လာကောင်းတွေကိုမစီတီဆက်ထိန်နိုင်မလားဆိုတော့အပေါ်မှာလည်းလူပြောများနေသလိုလေဝါဦးသင်းဘာဖြစ်သွားတာလဲလေဝါဦးသင်းကလက်ရှိဆိုရင်အာဆင်နယ်နဲ့ရှစ်မှတ်ထိကွာသွားပြီးတော့ရလက်တီတော်တော်ကိုစိုးနေရဆိုတော့ဒီအသင်းကြီးတွေကိုအဓိကတည့်ပြီးတော့ Pixel အသင်း6သင်းရဲ့လက်ရှိအခြေအနေလေးတွေကိုကိုတို့ပြောကြည့်ကြအောင်ပါအဲ့တော့ဒါညီလေးအုပ်ကပဲစပြီးတော့ဘွဲ့စဉ်7အပြီးပေါ့နော်လက်ရှိ Premier League ရဲ့အခြေအနေတွေသူသဖြင့်အသင်းကြီး6သင်းနဲ့ပတ်သက်ပြီးတော့ညီလေးရဲ့အမြင်လေးစပြီးတော့ပြောပြပါအောင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါဒီယာဒီ Premier League ပြန်ဟိုယာဒီ မစခင်မှာတည်းကအားလုံးခံမှန်းထားသလိုပဲဘယ်အသင်းတွေကတော့ချန်ပီယံအဆုအတွက်သွားနိုင်တယ်ဘယ်အသင်းတွေကတော့ဥရောပဝင်ခွင့်အတွက်ပဲသွားနိုင်တယ်ဘယ်အသင်းတွေကတော့အာဒီဥရောပဝင်ခွင့်ရဖို့တော့မှရုန်းကန်ရဆိုတော့ကျွန်တော်တို့ခံမှန်းထားတဲ့ပုံစံတိုင်းလက်ရှိပွဲစဉ်17ရောက်လာတဲ့အချိန်မှာလည်းဒီ format တိုင်းတဖြည်းဖြည်းဝင်လာရလို့ပြောလို့ရတယ်ဆိုတော့ကြီးကြီးမားမားပြောင်းလဲသွားတဲ့အသင်းကြီးရဲ့လို့တော့ကျွန်တော်ကတော့မတွေ့မိဘူးအာဆင်နယ်ဆိုရင်ကျွန်တော်တို့ယာတိစမှာဆိုရင်အာဆင်နယ်မန်စီးတီးရဲ့လီဗာပူးသုံးသင်းကိုချန်ပီယံဆုအတွက်ဆိုပြီးအဓိကထားပြီးစောင့်နေကြတယ်အဲ့ဒီကလက်တလောတော့ဒါမန်စီးတီးနဲ့ အာဆင်နယ်ကထိတ်ဆုံးမှပြည်နေတယ်လီဗာပူးကတော့နည်းနည်းလေးကျန်နေတယ်ကျန်နေတယ်လို့ပြောလို့ရတယ်တခြားဒါမထင်မထားဘဲနဲ့ကောင်းလာတဲ့အသင်းတွေထဲမှာတော့ကောင်းလာတဲ့အသင်းတွေဆိုတာထက်လို့မျောလိထားတဲ့အများကြီးပို့ပြီးတော့တောင်းလင်းလာဥမာ United ဆိုရင်ပြီးခဲ့ရာသီကဟိုးအဆင့်30အောက်မှာရောက်နေတဲ့အသင်း Spurs ဆိုရင်အခုဟိုးအဆင့်16လောက်ရောက်နေရာသီတိုင်းခဲ့တဲ့အသင်းတွေကဒီရာသီမှာတော့ဒီ top 7လောက်တည်းပြန်ရောက်နေတာတော့လက်ရှိအခြေအနေကတော့ top 7လောက်တည်းပြန်ရောက်နေတာတော့အသင်းကြီးပုံစံပြန်ပြီးတော့ဖြစ်လာပြီလို့ပြောလို့ရတယ်ဆိုတော့ Chelsea ကလည်းထုံးနေကောင်းပဲ တို့ဒီအသင်းကြီးရဲ့ကြားမှာအသက်ပြီးတော့မပြောဖြစ်တဲ့အသင်းဆိုရင်မလဲသူ့ရဲ့ level သူ့ရဲ့အနေထားနဲ့သူအဆင်ပြေနေသေးတယ်စစ်တောင်းတွေရောက်လာပြောစရာတွေအရန်ကြီးတော့ကြီးကြီးမားမားပြောင်းလဲသွားတဲ့အသင်းရဲ့တော့မရှိဘူးထူးခြားပဲ Liverpool ကတော့ဒီထဲမှာထိတ်ဆုံးအထားပြီးပြောရလိမ့်မယ်အာလက်ရှိ Premier League မှာငွေသုံးအများဆုံးအသင်းဒါပေမဲ့လည်းခေါ်ထားတဲ့ကစားသမားတွေအဆင်မပြေတာတွေပြီးကြတော့ဒီပြဒါ Arsenal နဲ့တူတည်ပြီးတော့အဆင်မပြေဖြစ်နေတာတွေအတွက် Liverpool ကတိတိသားရိုင်းသွားတယ်ပြီးကြတော့ Forest ပါ Forest ကတော့ဒီပြအပြောင်းလဲကြီးလည်းဖြစ်ထားတယ်ဒီပြဆိုရင်လက်ရှိချိန်မှာဒီဟာဒီမှာနှစ်ထပ်ကွမ်းတော်မှာအပြောင်းလဲဖြစ်ပြီးတော့ လက်ရှိတန်းစစ်စုံနဲ့ရောက်နေတဲ့အသင်းဆိုတော့ forest ဘာဖြစ်သွားတာလဲလဘောက်ဘာဖြစ်သွားတာလဲလောက်ပဲကျွန်တော်တို့သိသသာပြောရလိမ့်မယ်တခြားသောအသင်းတွေကတော့သူ့ရဲ့ level တိုင်းသူဆက်ပြီးတော့ရှိနေစေလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါအဲ့တော့အသင်းငယ်ထဲမှာနောက်ထပ်တစ်သင်းပေါ့နော်သတိထားမိတာ overhunter ဒီပြတွေလည်းအပြောင်းလဲဖြစ်ပြီးတော့ဒီရာဒီမှာတန်းစင်းရနိုင်ခြေ impedance မြင့်နေတဲ့ပေါ့ဒါတော့အသင်းငယ်နဲ့ပတ်သက်ပြီးတော့မြင်မိတဲ့အပိုင်းပေါ့နော်ဒါအများကြီးအသင်း20လုံးပြောမယ်ဆိုလဲဒီ season ကအရင်ကြာပြီးတော့ဤွားမှာဆိုတော့ဒါလောလောဆယ်တော့ပြည်သက်တွေပိုစိတ်ဝင်စားမှုမြင့်တက်နေတဲ့ အသင်းကြီးတွေအကြောင်းပဲအဓိကထားပြီးကိုတို့ဒါအမြင်လေးတွေပြောကြည့်အောင်ပါအဲ့တော့ညီလေးနိုင်လင်းအောင်ရဲ့အမြင်ပေါ့လက်ရှိ71ပြီးအခြေအနေဘယ်သင်းတွေကတော့ပုံမှန်အနေထားမှာရှိတယ်ဘယ်သင်းတွေကတော့ပုံမှန်အောက်ကိုရောက်သွားတယ်ဘယ်သင်းတွေကတော့ပုံမှန်ထက်ပိုကောင်းနေတယ်ဆိုတော့အမြင်လေးပေါ့အဲ့ပေါ်မှာညီလေးရဲ့အမြင်လေးပြောပြပါအောင်ဟုတ်ဟိုပုံမှန်ထက်ရော့သွားတဲ့အသင်းတွေနဲ့ပတ်သက်ပြီးကတော့ဒါအသိပြောစရာမလိုဘူးလက်ရှိချန်ပီယံဒါလေဗာပူးဆိုတည်တသားကြီးကိုတစ်စစ်ချိုးကြီးပြောင်းလဲသွားသလိုခံစားရတဲ့အပိုင်းကတော့တည်တသားမြင်ရတယ်အဲ့ဒီထဲမှာမှာ ဟိုမန်စီးတီးကိုကြတော့ကျွန်တော်တို့ယာတီအစမှာတော့ဒီပြိုင်ပွဲမစခင်တော့ကျွန်တော်ဒီမှာပေါ့ကတ်လုပ်ပါသေးတယ်မန်စီးတီးကိုကျွန်တော်အထိုက်လျောက်မျောလင့်ထားတယ်အာဆင်နယ်နဲ့အပြိုင်လီဗာပူးနဲ့အပြိုင်မန်စီးတီးကဖြစ်လာမယ်လို့ထင်တယ်ဒါပေမဲ့ယာတီအစမှာရင်းရင်ွားတယ်မန်စီးတီးပြန်ပြီးတော့အခုနောက်ပိုင်းကွန်စင်စတန်စီရှိရှိနဲ့ဒီနိုင်ပွဲတွေဆက်လာတဲ့နောက်ဒီအာဆင်နယ်နဲ့အနီးကပ်ဖြစ်လာတဲ့အချက်ကတော့ဒါအာဆင်နယ်အတွက်စိုးရိမ်စရာကောင်းတယ်လို့တော့ကျွန်တော်ကတော့ပြန်မြင်မိရှေ့နှစ်တွေတောက်လျှောက်ဆိုလို့ရှိရင်လေအာဆင်နယ်ကဒီလိုပြေးပြီးတော့မှမကြာခဏဒီခုဆိုလို့ရှိရင် လူတွေစနေကြတာရှိပါတယ်။စောင်းဝင်ပြီတို့ပါတို့ဒီအာဆင်နယ်ဒီဆန်နာလန်နဲ့ပွဲမှာချေချော်သွားတဲ့နောက်မှာစောင်းဝင်ပြီတို့စောင်းဝင်တော့မယ်တို့ဒီလိုမျိုးဟိုအတန်တွေထွက်လာတယ်ဆိုတဲ့ဟိုကဒါအာဆင်နယ်ကဒီနောက်ပိုင်းနေ့တွေမှာအာဆင်နယ်နဲ့ပတ်သက်ဖြစ်နေကြပါပဲ။ချီရနေပြေးပြီးတော့မှမကြခဏမြင်းကောင်းခွာလေးဖြစ်သွားတဲ့အခြေအနေမျိုးတွေမကြုံရဖို့အတွက်တော်တော်လေးသတိထားရမယ်။အချက်ကတော့ဒါပရီးမီးယားလိနဲ့ပတ်သက်ပြီးတော့ဟိုအားရစရာကောင်းတယ်။ဟိုတကောင်နဲ့ပြည့်ရဲ့ပြိုင်ပွဲမဟုတ်တော့ဘူးပေါ့နော်။ရှေ့မှာတော့ကျွန်တော်တို့ပွဲစဉ်ရှေ့ ွဲတင်16လောက်ထိပြီးတဲ့အချိန်မှာတော့အတန်နေအများကြီးထွက်ကြတယ်အာဆင်နယ်ဖန်တွေလည်းအရန်ဟိုက်ကြတယ်ပေါ့နော်အာဆင်နယ်ကတကောင်နဲ့ပြီးရဲ့ပြိုင်ပွဲဒီပရီးမီယာလီကတကောင်နဲ့ပြီးရဲ့ပြိုင်ပွဲဖြစ်သွားတော့မှလာအဲ့လိုမျိုးတွေတွေးကောင်းတွေးကြတယ်ဒါပေမဲ့ပရီးမီယာလီကတော့အများရန်စိန်ခေါ်မှုပြင်းထန်တယ်ပြိုင်ဆိုင်မှုပြင်းထန်တယ်ပရိသတ်တွေကိုအများရန်ဖန်ဆာနိုင်စွမ်းရှိရဲ့လီးတစ်ခုဖြစ်တာကိုတော့ကျွန်တော်တို့ဒီနောက်ပိုင်းပွဲတွေမှာတွေ့လာတဲ့အတွက်ကျွန်တော်ကတော့ဟို လက်ရှိသွားနေတဲ့ဒီအသင်း6သင်းစလုံးရဲ့အနေအထားတွေကအရင်ကျွန်တော်တို့တော့ကြီးကြီးမားမပြောင်းလဲအောင်ကြီးကြီးမားပြောင်းလဲသွားဆိုလီဗာပူးတသင်းပဲရှိလိမ့်မယ်တခြားအဲစပါးတို့ယူနိုက်တက်တို့ကလည်းဒါမနစ်ကသူတို့ကသူတို့အထိုက်လျောက်တော်တော်ကြီးကိုဆူဆူရွားဖြစ်သွားပေမဲ့ဒီအတိုင်းဒါဒီနှစ်မှာဒီပြန်ပြီးတော့အနေငယ်လေးပြန်ကောင်းလာတဲ့အချက်ကတော့သူတို့မှာရှိရမယ့်အခြေအနေပဲရှိတယ်ဆိုတော့လီဗာပူးတသင်းသာလင်းတော်တော်ကြီးကို ကျွန်တော်တို့ရဲ့အတွေးနဲ့ထားလောက်ပါခဲ့ညှော်လင့်ထားသလောက်ညှော်လင့်ထားတဲ့အထက်တော်တော်ကြီးအောက်ရောက်သွားတာမိုင်းနဲ့ပါပြရတယ်လို့ခန်းစားလိုက်ရတဲ့အခြေအနေရှိတယ်။ကျန်တဲ့အသင်းအနေနဲ့ပတ်သက်ပြီးတော့အရင်ထွေထွေတူတူမရှိလို့တော့ကျွန်တော်ကတော့ခန်းစားပါတယ်။ဟုတ်ကဲ့ပါအဲ့တော့ဒါလက်ရှိအသင်းကြီး6အသင်းကိုနှစ်ပိုင်းပိုင်းကြည့်မယ်ဆိုရင်ဒါချန်ပီယံစုအတွက်အားပြိုင်မဲ့အသင်း3အသင်းရာသီစမှာအကုန်လုံးညှော်လင့်ထားသလိုပဲမန်စီးတီးအာဆင်နယ်လီဗာပူးလို့ယူဆခဲ့ကြတယ်။ဒါပေမဲ့လီဗာပူးကပုံမှန်ထက်ကိုလျှော့ပြီးတော့အခုဆိုရင် တိုက်တယ် risk ကအပြင်ရောက်သွားပြီလားဆိုတော့ခေါင်းစဉ်တွေလည်းထွက်လာတယ်ပေါ့အဲ့တော့ကျန်တဲ့အသင်းကြီး၃သင်းကိုကြည့်လိုက်တယ် spa ရှိမယ် united ရှိမယ် chelsea ရှိမယ် spa နဲ့ united ကရောလက်ရှိအချိန်မှာရမတ်တူအနေထားနဲ့ရမတ်16မှတ်နဲ့တာအသင်း၄5သင်းလောက်ရှိနေပေါ့ရမတ်16မှတ်ရတာဆိုရင် spa ရှိမယ် villa ရှိမယ် man city ရှိမယ် liverpool ရှိမယ်ပေါ့နော် man u ရှိမယ်တော်တော်လေးကိုဒီအမှတ်တရလည်းကတ်ပြီးတော့အပေါ်မှာတော့ arsenal နဲ့ man city နှစ်သင်းအားရမတ်၄မှတ်ပဲကွာတယ်ဆိုတော့အခုဒါဒီမှာအသင်း6သင်းကိုထပ်ပြီးတော့နှစ်ပိုင်းပြန်ပိုင်းကြည့်အောင်ပေါ့နော်အပေါ်မှာ champion ဖြစ်နိုင်ရှိတဲ့အသင်းရဲ့ဒီ champion လီဝင်ခွင့်အတွက်ပုံမှန်နေရာကိုပြန်ရောက်လာတဲ့ Chelsea တို့ဒါ United တို့ Spurs တို့ထပ်ပိုင်းလိုက်မှာဆိုရင် Liverpool ကကြာအဲ့ထဲမှာကြားညံ့နေတာကသူက Champions League ဝင်ခွင့်လောက်ထိဟိုဆင်းသွားပြီးတော့ပျောက်သွားလောက်ထိလည်းမညံ့ဘူးဒါပေမဲ့ Champions League ကိုယူလောက်အောင်လဲသူ့ရဲ့လက်ရှိစွမ်းဆောင်ရည်ကမလုံလောက်ဘူးဆိုတော့ဒီအနေထားလေးနဲ့ပတ်သက်ပြီးတော့ညီလေးရဲ့အမြင်လေးလေးပြောပြပါဦးဟုတ်ကဲ့ပါဆိုတော့အခုမှပွဲစဉ်17ပဲရှိသေးတဲ့အတွက်အများကြီးတော့တော်ပြောလို့တော့မရဘူးပေါ့လေဒါပေမဲ့လည်းကျွန်တော်တို့ကြိုပြီးတော့ တွေးရဲ့သဘောအရဆိုရင်တော့ဒီ Arsenal Man City နှစ်သင်းကတော့တေးကြတယ်ချန်ပီယံစုအတွက်တေးကြဖို့ပြန်လိမ့်မယ်အဲ့ဒီကမှကျွန်တော်တို့ Liverpool ကိုလည်းမဖြစ်နေထည့်ပြီးတော့ကျွန်တော်တို့ထည့်စင်းစားလိမ့်မယ်ဘာလဲဆိုတော့လက်ရှိအခြေအနေကအမှတ်ကအရန်กว่าတာမဟုတ်ပြောချင်တာရှေ့ကအပေါ်အသင်းတွေတပွဲနှစ်ပွဲလောက်ရှိကြတဲ့အချိန် Liverpool ပြန်ပြီးတော့နှစ်ပွဲစလောက်နိုင်တဲ့အချိန်မှာလည်း Top 4ရဲ့ပြန်ရောက်လာနိုင်တာပဲအဲ့ဒီအချိန်ကျရင်တော့ကျွန်တော်တို့ဒီအချိန်မှာ Liverpool ချန်ပီယံပြေးလဲကြောင်းတွေကထွက်သွားပြီလားဆိုတော့ပြောတဲ့ဟာကြီးကနည်းနည်းလေးတော့ဟိုတူတန်ဖြစ်သွားလိမ့်မယ်ဆိုတော့လီဗာပူးကိုလည်းမဖယ်ထားချင်ဘူးဆိုတော့အသင်းကြီး6သင်းထဲမှာဒီအာဆင်နယ်ရဲ့မန်စီးတီးရဲ့လီဗာပူးရဲ့3သင်းကတော့ချန်ပီယံစုအတွက် strong ဖြစ်နေစေလို့ပြောရမယ်လက်ရှိအခြေအနေကတော့လီဗာပူးကနည်းနည်းလေး weak ဖြစ်နေရဆိုရင်လည်းသူ့ရဲ့အင်အားနဲ့သူ့ရဲ့လုံနိုင်ဆိုတော့ကျွန်တော်တို့ဘယ်လောက်ထိကောင်းလဲဆိုတာတွေးခဲ့ပြီးသားဖြစ်တဲ့အတွက်လက်ရှိချန်ပီယံလည်းဖြစ်ထားတဲ့အတွက်လီဗာပူးလည်းလုံးဝဖယ်ထားလို့မရဘူးဆိုတော့ဒီအသင်း3သင်းကပဲနောက်ဆုံးတစ်ဖြည်းဖြည်းနဲ့အလိုပွဲကြီးကြာလာနဲ့မြချန်ပီယံစုအတွက်အပြေပြီးသွားလိမ့်မယ်လို့ထင်တယ်ချယ်ဆီတို့ ဟိုချက်စီဒီဒီနေရာမှာပေါ့ချက်စီရဲ့စပါရဲ့ယူနိုက်တက်ကိုထပ်ပြီးတော့ခွဲကျင်တယ်ဒီ၃တဲ့မှာချက်စီကတပိုင်းသက်သက်စပါနဲ့ယူနိုက်တက်ကတပိုင်းသက်သက်ပေါ့ချက်စီရဲ့အခြေအနေကတော့ဟိုမကောင်းလို့ပြောလို့အောင်လဲချက်စီကညံ့နေတာမဟုတ်တကယ်ချက်မြစုကိုယူမလားလို့ပြောရတော့တဲ့အထိလဲချက်စီရဲ့အခြေအနေကရောက်မလာသေးဘူးပြီးခဲ့တဲ့ရာသီကဆိုရင်ကျွန်တော်တို့အဆင့်နှစ်လောက်ထိ ရောက်ခဲ့ပါသေးတယ်မာရစ်ကာနဲ့ချက်စီတို့အစင်းနှလောက်တိရောက်ပြီးတော့မှလီဗာပူးကိုတော်တော်လေးဖိအားပေးနိုင်မယ်အသင်းဖြစ်ရှိနေတယ်လို့ကျွန်တော်ပြောရဲချိန်မှာတော့မာရစ်ကာသူတို့ကချန်ပီယံစုမမန်းသေးပါဘူးချန်ပီယံစုရဖို့အတွက်မမျှော်လင့်သေးပါဘူးဆိုတဲ့အချိန်ကြီးပြောလာတဲ့တကယ်တမ်းယာတီကုံတဲ့အချိန်မှာလည်းချန်ပီယံလိဝင်ခွင့်အတွက်ပဲတိုက်ပွဲဝင်သွားတာတွေ့ရဆိုတော့ချက်စီကိုလည်းချန်ပီယံစုအတွက်ဆိုတဲ့အထိမမြင်သေးတာပေါ့ကျွန်တော်မျက်စိထဲမှာတကယ်အသင်းကောင်းတဲ့အသင်းချန်ပီယံလိဝင်ခွင့်အတွက်ကတော့တကယ် strong ဖြစ်နေတဲ့အသင်းဒါမှမဟုတ်ချန်ပီယံစုရဖို့အတွက်လောက်ထိတော့ကျွန်တော်ပြောရဲအရှိရ၃သင်းကို5ဖို့အတွက်ကနည်းနည်းလေးလိုနေသေးတယ်လို့ထင်တယ်နောက် နှစ်သင်းဖြစ်တဲ့ Spa နဲ့ United ကတော့လက်ရှိချိန်မှာဥရောပဝင်ခွင့်အတွက်ပဲ target ထားလိမ့်မယ်လို့ထင်တယ်။ Champions League တွေပါတဲ့ဒီချိန်မှာသွားပြီးမှန်းလို့မရဘူး။သူတို့ရဲ့ရည်တည်မှုရဘလောက်ပဲ top 4ရဲ့ဝင်ဝင် top 5ရဲ့ဝင်ဝင်တဖြည်းဖြည်းနဲ့ပွဲချိန်ကြာလာနေမြပွဲစဉ်တွေကြာလာနေမြစကားပြောသွားမှာ consistency ရှိတဲ့အသင်းကြီးတွေကတဖြည်းဖြည်းပို့ပြီးတော့ Champions League အတွက်ချိန်ကျောက်လာနိုင်တဲ့အသင်းတွေဆိုပြီးတော့꿰သွားလိုက်မယ်။အဲ့ဒီနေရာမှာ Spa နဲ့ United ကတဖြည်းဖြည်းနဲ့ကြံကောင်းကြံခဲ့နိုင်တယ်ဆိုတော့ဒီနှစ်သင်းအချိန်တွေကတော့ဥရောပဝင်ခွင့်အတွက်လောက်ပဲပို့ပြီးတော့ strong စူးစမ်းလိုက်မယ်ဆိုတော့ပြန်ပြီးပန်းလိုက်မယ်ဆိုရင် လီဗာပူးရဲ့မန်စီးတီးရဲ့အာဆင်နယ်သုံးသင်းရချန်ပီယံစုအတွက်တိုက်ပွဲဝင်မယ်ချန်ပီယံလိအတွက်ကတော့ချန်ပီယံလိဝင်ခွင့်အတွက်လောက်ကတော့ချက်စီးတေချာပေါက်ရှိနေမယ်စပါးတို့ယူနိုက်တက်တို့ကတော့ဥရောပဝင်ခွင့်အတွက်လောက်ပဲပူပြီးတော့ကြိုးစားသင့်တဲ့အသင်းတွေလို့ကျွန်တော်ကတော့ယူဆမိပါတယ်။ဗမာတဲ့အခုဆိုရင်ဒါအမှတ်ပေးစရာဒီထိပ်ပိုင်း6သင်းလောက်ကိုကြည့်မယ်ဆိုအသင်းငယ်ထဲမှာမထင်မပဲဆန်ဒါလန်အပေါ်မှာရှိနေတယ်ပြီးဘုံမောက်ကအဲ့အသင်းကြီးနေနဲ့ကက်ရဲမှာဖိအားပေးပြီးတော့ဘုံမောက်ဆိုအဆင့်9လောက်ရောက်နေချန်နာက ရှင်းသိမ့်ရှိလိုက်တဲ့ဒီအသင်း6သင်းပဲ ranking ရပြန်စီလိုက်ရင်ဒါသူတို့နေရာသူပြန်ရောက်လာဗီလာလည်းအခုဗီလာဆိုရင်ဘယ်သူမှတော့မပြောကြဘူးဗီလာရာသီဖွင့်မှာ၄၅ပွဲဆက်တိုက်လောက်နိုင်ပွဲပျောက်ပြီးမှနောက်ပိုင်းမှာတောက်လျှောက်6ပွဲဆက်တိုက်လောက်ပုံမှန်ခြေစွမ်းပြန်ရပြီအခုဆိုရင်ဗီလာကဒီ top 6ထဲကိုပြန်ပြီးတော့ချိန်ပဲလာတယ်ဆိုတော့ဗီလာဆိုရင်လည်းတကယ်ဒီဒီရာသီရဲ့ထူးခြားတဲ့အသင်းထဲမှာပါတယ်ဆိုတော့ခုနဒါအုတ်ကာကိုမေးတဲ့မေးခွန်းမှာပဲဒီအသင်း6သင်းရဲ့အခြေအနေပေါ့နော်အသင်း6သင်းထဲမှာ အခုအမြင်တော့လီဗာပူးကိုနည်းနည်းကိုစိုးရိမ်သွားပြီလီဗာပူးကအမှန်တိုင်းပြောရင်တကယ်လက်ရှိချန်ပီယံလည်းဖြစ်တယ်ငွေကြီးအလုံးရင်သုံးထားပြီးတော့တော်တော်လေးအားကောင်းတဲ့ယာဒီဆာကိုတာထွက်နိုင်ခဲ့ပြီမယ်အဲ့ယာဒီဆာငါးပွဲပြီးတည်းကသူ့ရဲ့ပုံမှန်ခြေစွမ်းပျောက်သွားတာအခုတိကိုအသင်းကလမ်းကြောင်းမှမပြောင်းရောက်မလာဘူးဂျာထဲမှာဗီလာကိုနိုင်တယ်ရီယယ်ကိုနိုင်တယ်အာဒီအခြေလေးလေးကလီဗာပူးရဲ့ဒီယာဒီအကောင်းဆုံးခြေစွမ်းလို့အကိုတို့ယူဆလိုက်ချချင်းပါပဲမန်စီးတီးကိုကိုပြည့်ချေပြပြန်ရှုံးသွားပြီးတော့သူတို့မှာ ဘာအားနဲ့လဲဆိုတာထောက်ပြစရာတွေကတစ်ခုပြီးတစ်ခုပေါ့နော်အကြောင်းအရာတွေကပေါ်ပေါ်လာဒါအားနဲ့လို့ပြောလိုက်ရင်နောက်တစ်ခုထပ်ပေါ်လာတယ်နောက်တစ်ခုထပ်ပြောလိုက်ရင်နောက်ထပ်အကြောင်းအရာတစ်ခုထပ်ပေါ်လာဆိုလီယာဒီမာလေးပါဘူးကတော်တော်လေးအားနဲ့ချက်တွေများပြီးအတင်းကတည်ငြိမ်မှုအားနဲ့နေလို့မြင်တယ်အဲ့တော့အခုတယောက်တည်းအမြင်ရဆိုရင်တော့ချန်ပီယံဆုအတွက်ဆိုရင်တော့အာဆင်နယ်နဲ့မန်စီးတီးဆရာတွေနှစ်ယောက် main ပြန်ရလိမ့်မယ်လို့ထင်တယ်ဒါချဲစီးနဲ့ပတ်သက်ပြီးတော့လည်းဥက္ကာပြောတဲ့စကားလေးအခုအပြည့်အဝထောက်ခံပါတယ်ချဲစီးအကြောင်းကိုဟိုအမြင်တမ်းပါတော့တစ်ချက်တိုက်တဲ reason မှာထည့်ပြောချားလိမ့်မရှိဘူးအကိုတို့ကိုယ်တိုင်လည်းချဲစီးရဲ့လက်ရှိ ကစားသမားအင်အားရဒါတိုက်တယ်ကိုချင်းချောက်လို့ရတယ်ဆိုမှကစားသမားတွေငေရွယ်တာရေဟိုဘယ်လိုခေါ်မလဲအတွေ့အကြုံနေပါတာတွေပြီးတော့သူရဲ့ခံစစ်ကြောင်းလိုအပ်ချက်ရှိတာကြောင့်တိုက်တယ်တွေကိုတော့မထည့်ထားအောင်အခုဆိုရင် तू ကအပေါ်ကဥဆောင်သူအာဆင်နယ်နဲ့6မှတ်မန်စီးတီးနဲ့ကြားမှာဆိုရင်နှစ်မှတ်လောက်ပဲကွာတကယ်ဆိုရင်သူ့ရဲ့လက်ရှိ ranking ရထည့်ရင်ထည့်လို့ရဒါပေမဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ရင်မေးလိုက်တိုင်းလဲဒီဘောလုံးသုံးသက်သူဝေဖန်သူတော်တော်များများချက်စီကိုတိုက်တယ်တွေမှာမထည့်ထားဘူးဆိုအဲ့တော့ ဒီဘိုင်းနဲ့ပတ်သက်ပြီးတိုက်တယ်ထဲမှာချဲစီအောင်မဖြစ်လာနိုင်ဘူးလားအဲ့တော့ခြုံငုံပြီးတော့ညီလေးအမြင်လေးလည်းပြောပြပါအောင်ဟောအုတ်ကရောအကူရောတွေးရတွေးနေတော့ဒါတော်တော်များများလည်းအတိုင်းပဲတွေးပါတယ်ဟိုချက်စီးနဲ့ပတ်သက်ပြီးကတော့ဒါကျွန်တော်တို့ကမယုံမလွန်ဟိုအနေထားပဲရှိသေးတယ်လို့တုံးဟိုပြောလို့ရတယ်ဗျာချက်စီးကဒီလူငယ်ကစားသမားတွေရမ်းများနေတယ်ပြီးလို့ရှိရင်တရားကစားသမားတွေနဲ့အများနဲ့မတည်ငြိမ်တဲ့ဒီပွဲထွက်ကင်းကြီးရှိတယ်ဒီဒီနှစ်ဒါချန်ပီယံလိမှာကန်တဲ့ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်ချက်စီးရဲ့ဒီကစားသမား တုံးထားတဲ့အစုဖွဲ့ကလုံးဝမတည်ငြိမ်ဘူးပြ။ကစားသမား25ယောက်လောက်လာမတည်ဘူး။ချက်စီတုံးထားတယ်။ဒါက PSG ပြီးလို့ရှိရင်ဒီချန်ပီယံလိမှာကစားသမားအပြောင်းလဲအများဆုံးအသင်းတော်ဖြစ်နေ။အဓိကလူငယ်ကစားသမားတွေများနေရပြီ။ဟိုပွဲကန်လို့ရှိရင်တော့ဒီပွဲထဲမှာတော့တော်တော်ရရပဲ။အများကြီးနေတာအတက်စင်းနေကောင်းတယ်။ ဒီပြိုင်ပတ်အသင်းကိုကောင်းကောင်းပြည့်ပြည့်စည်စည်ကန်နိုင်တဲ့အချိန်မီသူတို့ကိုသွင်းနိုင်စွမ်းရှိတယ်ဆိုရယ်ပုံစံမျိုးပြတယ်တပွဲတည်းကို၄၅ကိုသွင်းချိန်လဲသွင်းလိုက်မယ်ဒီလိုမျိုးရှိတယ်ဒါပေမဲ့တကယ်တကယ်သူတို့ထက်နည်းနည်းပိုတည်ငြိမ်တဲ့အသင်းနေနေကြရင်သူတို့ရုန်းကန်ရတာဆိုတာအသိတရဖြစ်တဲ့အတွက်ချက်စီးကတော့ဒီချန်ပီယံတီလန်ထဲမှာချက်စီးကိုကြတော့ကျွန်တော်တို့ဟိုမန်စီးတီးလီဗာပူးအာဆင်နယ်နောက်ဆုံးခုလီဗာပူးဆိုလို့ရှိရင်ချက်စီးအောင်ပါပါဒါပေမဲ့ဒါပေမဲ့ဒီချိန်တန်ကြလို့ရှိရင်လီဗာပူးကချက်စီးထက်အတောင်မှာပြန်ပြီးအပေါ်ရောက်လာမယ်လို့ဒီလိုမျိုးဟိုအတွေးလေးတွေကတော့လူတိုင်းမှာရှိတယ် တဖက်ကပြန်ကြည့်လို့ရှိရင်တော့ဒါလီဗာပူးပေါ့လီဗာပူးအကြောင်းထပ်ပြောရမယ်ဆိုလို့ရှိရင်လီဗာပူးကတော့သူချန်ပီယံဖြစ်ပြီးတော့မှပြန်ပြီးတော့ revolution လုပ်နေတဲ့အခြေအနေပြန်ရောက်သွားတဲ့အသင်းလို့ကျွန်တော်ကတော့မြင်နေရပြီဟိုပြီးခဲ့တဲ့နှစ်ကအထိုင်တော်တော်များများပြတ်သွားတဲ့နောက်မှာဒီနှစ်မှာဒါ revolution တစ်ခုနဲ့ပြန်သွားပြီးတော့အသင်းကိုပြန်တည်ငြိမ်ဖို့အတွက်ပဲကြိုးစားရတယ်ဒီဒီတိုင်းဆိုရင်တော့ Arne Slot အနေနဲ့ဟိုချန်ပီယံ စုကိုကျွန်တော်တို့ပြန်ပြီးတော့ထိမ့်သိမ်းနိုင်ဖို့တော့ကဝေးသွားကြီးအဲ့လိုထိမ့်သိမ်းဖို့ထက်လေလက်ရှိချိန်မှာဖြစ်နေတဲ့စူးကောင်းမှုတွေကိုပဲတည်နေအောင်ပြန်ပြီးတော့လုပ်ရမယ်အဲအဲကာလာပိုင်းချရောက်သွားပြီလို့ထင်ရဆိုတော့နောက်ဆုံးကြတော့အဆုံးသတ်ကြလို့ရှိရင်အခုလက်ရှိ1နဲ့2နဲ့ရှိနေတဲ့အာဆင်နယ်နဲ့မန်စီးတီးတို့လည်းအဓိကအားပြန်ရမယ်လို့ထင်တယ်အာဆင်နယ်ကလည်းဒါနောက်ပိုင်းပွဲလေးကျွန်တော်ပို့ပြီးတော့စောင့်ကြည့်ရအောင်မယ်အာဆင်နယ်ရဲ့နောက်ပိုင်းဒီ international break ပြီးသွားလို့ရှိရင်ပွဲချက်လေးပွဲချက်လေးပဲတောက်လျှောက်လာအောင်မယ်အဲ့ဒီအစမ်းသက်ခံကာလာတစ်ခုပြီးသွားလို့ရှိရင်လည်းနောက်လာကြလို့ရှိရင် ော်တို့ပွဲဆက်တွေများတယ်ဒီဇင်ဘာပွဲချက်ကာလရောက်အောင်ဒီဇင်ဘာပွဲချက်ကာလလောက်ပြီးတဲ့အခိုက်အတန့်မှာမှဘာလာငါလာကွဲမယ်လို့တော့ကျွန်တော်တို့ထင်တယ်အဲကျွန်တော်မြင်ရဆိုလို့ကျွန်တော်ဒီပွဲစဉ်၁၁ပြီးဆိုလို့ရှိရင်တော့ရာသီအစလောက်မှာတွေကကျွန်တော်တို့တွေအားလုံးဒီထင်ကြီးပြီးထားတဲ့အတိုင်းပါပဲအာဆင်နယ်မန်စီးတီးလီဗာပူးတို့တွားမယ်ဒါပေမဲ့လက်တလုံးမှာလီဗာပူးကပြည့်ကျန်သွားတဲ့နောက်မှာတော့အာဆင်နယ်မန်စီးတီးကလွဲပြီးတော့ချန်ပီယံဒီတိုက်တယ်ကိုချိန်ချောက်နိုင်မယ်အသင်းမရှိသလောက်နည်းပဲလို့တော့ကျွန်တော်တို့ခံစားကျွန်တော်အမြင်ရတော့ဗောလေလီဗာပူးမပြီးသေးဘူးလို့ကျွန်တော်တို့ခံစားရတယ်။ဘာလို့လဲဆိုတော့လက်ရှိချန်ပီယံဖြစ်နေတာလေတကြောင်သူတို့ရဲ့ ်ပြောချင်တာကလက်ရှိအာဆင်နယ်တို့မန်စီးတီးတို့ဆိုတော့သူတို့ရဲ့အကောင်းဆုံးပုံစံအောင်ပြနေတာပြလဲပြယူပါအာဆင်နယ်အကောင်းဆုံးပါလဲမန်စီးတီးအကောင်းဆုံးပါလဲပြယူပါဦးတခြားအသင်းတွေလည်းသူတို့ရဲ့အကောင်းဆုံးဆိုတာတွေကိုပြပြီးတဲ့အချိန်ဟိုအမှတ်ပြီးပြရဲ့ထိပ်ပိုင်းမှာရက်တိထားတဲ့အချိန်ပါလီဗာပူးကသူတို့ရဲ့အကောင်းဆုံးဆိုတာကိုထုတ်သုံးဝင်မရသေးဘူးပြလို့လည်းမရသေးဘူးစပါအီဆက်ခေါ်ထားတယ်အီဆက်ဘာမှမလုပ်နိုင်သေးဘူးဒါပြသနိုင်တဲ့ ရုံးကန်နေရတယ်။ Florian Vert ဆိုလေထုံးလေးကောင်းပဲဒါစဉ္ရင်တင်ကြီးနဲ့ခေါ်ထားတယ်ဘာမှမလုပ်နိုင်သေးဘူး။ဆာလာခြေစွမ်းလုံးဝကျနေတဲ့အချိန်ဆာလာပြောင်းနေတဲ့အချိန်ပြောချင်တာတခြားအသင်းတွေသူတို့ရဲ့အကောင်းဆုံးဆိုတာတွေပြပြီးသွားတဲ့အချိန်မှာ Liverpool ကသူတို့ရဲ့အကောင်းဆုံးဆိုတာတွေကိုနည်းနည်းလေးမှမထုတ်သုံးရသေးတဲ့အချိန်မပြနိုင်သေးတဲ့အချိန်ဖြစ်နေတော့အကယ်၍များဖို့လေဒီဇမာလကျွန်တော်တို့ပွဲချက်ကာလတွေပြီးဒုတိယရာသီပွဲလောက်ရောက်တဲ့အချိန်ဒီကစားသမားတွေပြန်ပြီးတော့ stable ဖြစ်လာတဲ့အချိန်မှာဆိုရင်တော့ Liverpool အတွက်အရန်ကိုအင်အားကြီးအားကောင်းမောင်းတဲ့ဖြစ်မဲ့အစုဘွဲတစ်ခုနဲ့ပြန်ပြီးတော့ကျွန်တော်တို့ဒုံဆိုင် ပြေးလာနိုင်တဲ့အသင်းတစ်ခုဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပြောချင်တာ Liverpool ကိုဘယ်တော့မှကျွန်တော်ချန်ပီယံဆူတွေကဖယ်ထုတ်ဖို့အတွက်မတင်သေးဘူးလို့ကျွန်တော်တို့ခံစားမိတယ်။မှန်ပါတယ်ဒါကိုပွဲစဉ်17ဘီအခြေအနေပေါ်မှာလက်ရှိအနေထားကိုသုံးသပ်ကြတာဆိုတော့ဒါလက်ရှိဖြစ်နေတဲ့အပေါ်မှာမူတည်ပြီးတော့ပြောကြတာဒါလေးနဲ့ပတ်သက်ပြီးတော့မနေ့ကလည်းအခုကိုနနွေညင်းညံ့တို့နဲ့ဒီ Liverpool ကြောင်းလေးပြောကြတော့အခုလိုဆွေးနွေးကြတော့သူပြောတဲ့စကားလေးတွေတော်တော်မိုက်တယ်ပေါ့နော်အဲ့ထက်မှလက်ရှိအသင်းဖြစ်ပျက်နေတာက အသင်းအစ်အတွက်အသင်းအစ်အတွက်ခေါ်လာတဲ့ဒီ Florian Bus တို့လိုကစားမမျိုးတွေ Ikidiki တို့ Florian Bus ဆိုရင် तू ကအသင်းဟောက်မှာ तू तू ကစားခွင့်ရခဲ့တဲ့ row က तू ကမိန်ပဲလက်ရှိ Liverpool မှာဆာလာကစားနေတဲ့ row မျိုး तू က free row ပုံစံမျိုးနဲ့ तू အကန့်အသတ်မထားဘူးအလွန်ဆိုတော့လုံးဝ free row ပေးကစားတယ် तू လှုပ်ချင်ရလှုပ် तू တည့်ကစားတယ်ဒီမှာကျတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးပြီးတော့နောက်တစ်ခါ Ikidiki Ikidiki ကကစားမကောင်းပဲအည်သွေးလဲမြင့်နေလာလာလဲရှိဒါပေမဲ့ Ikidiki ကစားရတဲ့ကစားခဲ့ရတဲ့အသင်းက front back ဘာဖြစ်အောင်မရှိဘူး ပြီးတော့ကစားနေတဲ့အသင်းကလည်းလုံးဝ free ဘယ်လိုပြော open game ကြီးကစားနေတာသူ့မှာဘာဘာတောင်းဆိုမှုမှမရှိဘူးချစ်မှသူခြေစွမ်းပြနေုံနဲ့အားလုံးကလုံးလောက်နေပြီပေါ့နော်ပြီးတော့ဒီခန်စစ်ကကစားသမားတွေဆိုလည်းဒီ flame ပေါင်တို့လိုပါလို့ဆိုလည်းအဲ့လောက်ဖိအားမရှိခဲ့သူကစားရတဲ့နေရာတွေကလွတ်လွတ်လပ်လပ်ကြီးကစားဝင်ဒီမှာကျတောင်းဆိုမှုအယမ်းမြင့်နေဒီကကတ်တို့ဆိုလည်းဘုံမောက်မှာကစားရတဲ့ row နဲ့ဒီဘက်မှာကစားရတဲ့ row နဲ့ကွာဝါးတယ်အဲ့ဒီချက်တွေကအများကြီးပေါ့နော်အသင်းမှာစုပြုံပြီးတော့တွတ်ပြီးတော့ဟိုရင်ဆိုင်ရတဲ့အချိန်မှာ ဒီတစ်ခုတည်းလည်းမဟုတ်နောက်တစ်ခုနောက်တစ်စဆွဲလာရင်နောက်တစ်စပေါ်လာနောက်တစ်စဆွဲရင်နောက်တစ်စပေါ်လာသူမှလိုအပ်ချက်တွေကအမျိုးမျိုးပေါ်လာတယ်ဆာလာဆိုရင်အကောင်းဆုံးပုံစံကိုကြော်လာပြီဆာလာရဲ့အကောင်းဆုံးပုံစံမရှိတော့ဘူးဒီလိုပုံစံမျိုးတွေပေါ့နော်ပြီးတော့အဲဂပ်ပိုဆိုလည်းဂပ်ပိုရေကစားခြင်းနဲ့ row နဲ့လက်ရှိတွားနေတဲ့ပုံစံတွေကဂပ်ပိုကကြတော့ဖစ်တော်မန်နေပြီးအတွင်းကိုဆွဲမယ်အတွင်းကိုဆွဲမယ်သူကန့်မယ်ကိုပေါက်ချင်းချောင်းမှာဒါတွေလုံမှာပေါ့နော်ဒါပေမဲ့အသင်းတောင်းဆိုတဲ့ပုံစံနဲ့မကိုက်ဘူးပြီးတော့တိုက်ဆက်မှာအီဆက်အီဆက်ဆိုရင်သူအသင်းဟောင်းမှာသူက long strike ကအနေနဲ့ သူ့ကိုနောက်ကနေလှုပ်အားနှုံကောင်းကောင်းနဲ့ပံ့ပိုးပေးမိကစားသမားတွေဥမာကွင်းလယ်မှာဆိုကြည့်လိုက်တကယ်ကိုကွင်းလယ်ရဲ့အားကောင်းတဲ့အဘရူနိုကီမာရေးစ်တို့ဂျိုလင်တန်တို့တိုနာလီတို့နဲ့ရန်ထားသူကနောက်ကိုဘာမှလှုပ်စရာမလိုတောင်မန်နေနဲ့ချိတ်ဆက်ပြီးသူကဂိုးသွင်းရုံပဲဒီအသင်းမှာじゃအဲ့လိုပုံစံမျိုးမရတော့ဘဲနဲ့ကစားသမားအသစ်တင်တဲ့အသင်းနဲ့အထိုင်ကြဖို့ဒီတယောက်နေရာကိုလှုပ်နေတယ်နောက်တယောက်နဲ့နောက်နောက်တနေရာမှာပြဿနာတက်ဆိုပြဿနာတွေကမဖြေရှင်းနိုင်မနဲ့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးရောက်လာတဲ့အချိန်မှာအသင်းကဒီလို လမ်းကြောင်းမှာမရောက်လာပဲနဲ့ပူပူပြီးရဲရဲသွားလို့ထင်တယ်ဒါကြောင့်တို့ကအပွဲစဉ်17အပီကိုပြောတာဆိုတော့17ပြီးခြေနေမှာဒီလိုမြင်ပေမဲ့နောက်တစ်ဖြတ်ကြရင်ဒီလိုဟုတ်ချင်မှလည်းဟုတ်မှာနော်အကိုတို့ကဒါအပတ်တိုင်းမှာအဲတလောက်တစ်ချိန် international break ဝင်တိုင်းလဲအကိုတို့ရဲ့အမြင်လေးတွေကိုပြောကြရဆိုတော့ဒါကတော့ဒါပွဲစဉ်17ပြီးအခြေအနေပေါ်မှာကျွန်တော်တို့ညီကိုတွေရဲ့အမြင်လေးတွေကိုခြုံငုံပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းညီကိုတွေနဲ့ပြန်ပြီးတော့ဆုံညင်ပါတယ်ကျေးဇူးတင်ပါတယ်